အားလုံးပဲမင်္ဂလာပါရှင်အခုပြောပြပေးမယ့်ပုံမြင်လေးကတော့အတက်ပညာပုံမြင်ပဲဖြစ်ပါတယ်ရှင်တခါတုန်းကလက်သမားဆရာကြီးထံပညာသင်ကြားဖို့အတွက်မောင်ဆိုးနဲ့မောင်မိုးဆိုတဲ့လူငယ်နှစ်ဦးရောက်လာတဲ့အဲ့ဒီအခါလက်သမားဆရာကြီးက လူငယ်နှစ်ဦးကိုတပည့်တို့ ဆရာတက်ချမ်းထားတဲ့ပညာတွေကိုဇွဲလုံလဝရိယနဲ့အမြဲမပြတ်သတိထားပြီးသင်ယူကြပါဒါမှသာတပည့်တော်နှစ်ဦးဟာအတတ်ပညာနဲ့ပြည့်စုံပြီးကြီးပွားချမ်းသာလာမှာမလွဲဘူးလို့ဆုံးမစကားပြောတဲ့မောင်စိုးနဲ့မောင်မိုးတို့နှစ်ဦးကလည်းဆရာကြီးရဲ့စကားအတိုင်းလိုက်နာမယ့်အကြောင်းကိုကတိပြုကြတဲ့ ထမပိုင်းမှာလက်သမားဆရာကြီးဟာမောင်ဆိုးနဲ့မောင်မိုးကိုရိတ်ခါလုပ်ပေးပြီးတောအုပ်ထဲကိုထင်းခုတ်ခိုင်းတဲ့နေစဉ်ထင်းခုတ်ခိုင်းနေတာမို့မောင်မိုးဟာပြင်းမှန်းလာပြီးတငယ်ချင်းဆရာကြီးကတိုးကိုပညာသင်ပေးမယ်ဆိုပြီးထင်းတွေပဲအရင်ဆုံးခုတ်ခိုင်းနေတယ်လို့ပြောတဲ့အခါမောင်ဆိုးကတငယ်ချင်းဆရာကြီးထင်းခုတ်ခိုင်းတာကိုမငြင်းညူပါနဲ့ တနည်းနည်းနဲ့ပညာသင်ပေးနေတာဖြစ်မယ်လို့တွေးတွေးဆဆပြောဆိုလိုက်ပေမယ့်မောင်မိုးတော်နားမဝင်ပဲဆရာကြီးကလက်သမားပညာကိုသင်မပေးပဲထင်းမဲ့ခုတ်ခိုင်းနေတာပဲလို့စိတ်ထဲမှာထင်းနေတာပေါ့ကွယ် မောင်ဆိုးကတော့ဆရာကြီးခိုင်းသမျှကိုမငီးမညူလေးလာမှသားပြီးလောက်ကင်ပေးနေတဲ့ကွယ်ဒီနေ့မှတော့ဆရာကြီးဟာမောင်ဆိုးနဲ့မောင်မိုးကိုထင်းမခုံခိုင်းတော့ပဲထင်းတွေကိုလွှမ်းနဲ့ညီညာအောင်ပိုင်ဖြတ်ခိုင်းပြန်တဲ့မောင်ဆိုးဟာဆရာကြီးခိုင်းတဲ့အတိုင်းထင်းတွေကိုလွှမ်းနဲ့စိတ်ပါလက်ပါဖြတ်တောက်နေပြီမယ်မောင်မိုးကတော့လက်သမားပညာမတင်ရလို့စိတ်ညစ်နေတဲ့ ငယ်ချင်းမောင်စိုးငါတို့ဆရာကြီးထံမှပညာသင်ဖို့ရောက်လာတာတစ်နှစ်တောင်ရှိပြီအခုထိလက်သမားပညာကိုမသင်ပေးဘဲထင်းခုတ်ထင်းဖြတ်တဲ့အလုပ်ကိုပဲလုပ်နေရလို့ငါတို့စိတ်ပြတ်နေပြီလို့ပြောတဲ့ဟယ်ရီတော်မောင်စိုးကတငယ်ချင်းဆရာကြီးကိုအထွေမလွဲပါနဲ့ဆရာကြီးကသူပြောတဲ့အတိုင်းတနေ့နေ့မှာငါတို့ကိုပညာသင်ပေးမှာလို့ပြောတဲ့ တနေ့မှာတော့ဆရာကြီးကမောင်စိုးနဲ့မောင်မိုးကိုခေါ်ပြီးတပည့်တို့နှစ်ဦးပညာသင်နေတာတနေ့ရှိခဲ့ပြီးဒီနေ့မှာတော့ဖြတ်ထားတဲ့ထွေးနှောင်းတွေကို ပစိန်နဲ့ညီညာအောင် ခွဲချမ်းပေးပါလို့ပြောဆိုတဲ့မောင်စိုးကတော့ထင်းတုံးတွေကိုညီညာအောင်စူးစားပြီးခွဲစိတ်နေပေမဲ့မောင်မိုးကတော့ညီညာအောင်မခွဲစိတ်နိုင်ပဲဖြစ်နေတာမို့ဆရာကြီးကငါတို့တပည့်က အတော်ကိုညံပြင်းလာကြည်လားထင်းတုံးတွေကိုညင်ညာအောင်ဆွဲလုံးလာထားပြီး မခွဲစိတ်နိုင်ရင်လက်သမားအတက်ပညာကို တက်ကြွဖို့မလွယ်ကူဘူးဆရာကြီးစကားကိုကြားတော့မောင်မိုးကဆရာကြီးကျွန်တော်လက်သမားပညာကိုသင်ကြားဖို့လာခဲ့ခြင်းဖြစ်ပါတယ်ယခုတိုင်လက်သမားပညာကိုမရရှိသေးပါမောင်မိုးစကားကိုကြားတော့လက်သမားဆရာကြီးကပြင်ကျက်တစ်ချက်ကိုယူပြီးမောင်မိုးကိုလွှမ်းနဲ့ညင်ညာအောင်ဖြတ်တောက်ခိုင်းတဲ့ မောင်မိုးဟာပြင်ချက်ကိုလွှတ်နဲ့ဖျက်တော့ပေမဲ့မငညာပဲဖြစ်နေတဲ့ဆရာကြီးဟာမောင်ဆိုးကိုလည်းခေါ်ပြီးပြင်ချက်ကိုညီညာအောင်လွှတ်နဲ့ဖျက်ခိုင်းပြန်တဲ့မောင်ဆိုးဟာဆရာကြီးခိုင်းတဲ့အတိုင်းပြင်ချက်ကိုညီညာအောင်ဖြတ်တဲ့ဆရာကြီးဟာမောင်ဆိုးဖြတ်ထားတဲ့ပြင်ချက်နဲ့မောင်မိုးဖြတ်ထားတဲ့ပြင်ချက်တစ်ချက်ကိုရှင်ပြပြီးမောင်မိုးတပည့်ဖြတ်ထားတဲ့ပြင်ချက်ကလွှာချောင်းမညီညာလို့အသုံးပြုလို့မရပါ ။နောင်ဆိုးရဲ့ပြင်ချက်ကတော့လွှာချောင်းညီညာအောင်ဆွဲလုံးလှထားပြီးစူးစားအထုတ်ထားတာမို့အသုံးပြုလို့ရတယ်လို့ဆုံးမတာပေါ့ကွယ်။ဒီနေ့မှတော့ဆရာကြီးစီလူတယောက်ရောက်လာပြီးလက်သမားလာခေါ်တဲ့။ဆရာကြီးကမောင်ဆိုးကိုလက်သမားလုပ်ဖို့ထဲလိုက်တဲ့ဟယ်ရီတော်မောင်မိုးကဆရာကြီးကိုဆရာကြီးခမညာကျွန်တော်တို့ဟာလက်သမားပညာသင်ယူဖို့လာခဲ့ပေမဲ့ထင်းခုတ်ထင်းခွဲခြင်းကိုသာ လောက်ရပြီးလက်သမားပညာကိုမသင်ခဲ့ရပါ မောင်ဆိုးကိုလက်သမားလုပ်ဖို့ဘာကြောင့်ထဲလိုက်ပါတလဲလို့မေးမြန်းလိုက်ပါတယ်။တပည့်တို့နှစ်ဦးဆရာစီရောက်လာပြီးပညာသင်ယူဖို့ကတိပြုပြီးခဲ့တဲ့ကလက်သမားပညာရက်ကိုစပြီးသင်ပေးခဲ့တာပဲလို့ပြောလိုက်တဲ့အခါမောင်မိုးဟာဆရာကြီးရဲ့စကားကိုမယုံနိုင်အောင် ဖြစ်သွားပြီး ဆရာကြီးကျွန်တော်တို့နှစ်ဦးကိုတော်တဲ့ကိုသွားပြီးထင်းခုတ်ထင်းခွဲခြင်းအလုပ်ကို လုပ်ခိုင်းတာပဲရှိပါတယ်။အဲဒါကလက်သမားပညာမဟုတ်ပါလို့ပြောဆိုလိုက်တဲ့။အဲဒီတော့လက်သမားဆရာကြီးကတပည့်စိတ်တဲ့တလွဲမတွေးပါနဲ့အတတ်ပညာဆိုတာငယ်ပေမဲ့အရေးထားပြီးလောက်ဆောင်နိုင်ဖို့အရေးကြီးပါတယ်။တပည့်တို့ကို ပထမဆုံးထိခုတ်ထိုင်းတာဟာသက်ကောင်းမကောင်းသတိနဲ့ရွေးချယ်တတ်ဖို့ဖြစ်ပါတယ်။ထင်းခွဲခိုင်းတာကတော့ ်တစ်ကိုခွဲစိတ်ရမှညီညာအောင်လောက်ဆောင်နိုင်ဖို့ဖြစ်တယ်။တင်ရွေးခြင်းနဲ့တစ်ခွဲခြင်းအတတ်ပညာကိုအရင်ဆုံးတက်ကြွထားမှသာလက်သမားကောင်းဖြစ်နိုင်မှာပဲဖြစ်တယ်။တင်ယူမဲ့ဘဲပညာရက်ကိုမစိုးတလေးတစားနဲ့အရေးထားပြီးစူးစမ်းအားထုတ်နိုင်မှာကြီးပွားတိုးတက်နိုင်မယ်လို့ဆုံးမလိုက်ပါတယ်။မောင်မိုးလည်းအသမားဆရာကြီးရဲ့စကားကိုနားလေသဘောပေါက်သွားပြီးအမြဲတမ်းဇွဲလုံးလဝရိယနဲ့ကြိုးစားလုပ်ကြင်တာမို့ ပေါမိုးဟာလည်းလက်သမားအတတ်ပညာနဲ့ကြီးပွားချမ်းသာသွားတဲ့ကွယ်။ပုံမြင်လေးကတော့ဒါပါပဲရှင်။အဆုံးတင်နာဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးများ í တင်ပါတယ်ရှင်။ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်။